ကလေးတွေကိုအလွယ်တကူစမ်းကြည့်ဖို့ဆွဲဆောင်နိုင်တဲ့ကာတွန်းပုံတံဆေးပြားတွေကို မစားသုံးဖို့ထိုင်းနိုင်ငံအစားအသောက်နဲ့ဆေးဝါးကုကဲရေးဌာန FDA ကမိဘတွေကိုသတိပေးလာတာတွေ့ရပါတယ်။အဆိုပါဆေးပြားတွေကိုစားသုံးမိမယ်ဆိုရင် အာယုံကြောစနစ်ကိုပြင်းထန်စွာ ထိခိုက်စေပြီး အမြင်မာတာနှလုံးကိုမမှန်တာသွေးတိုးတာနဲ့နေပြတ်တာတွေကိုပစ်စေတဲ့အပြင်အသက်ပါတည်ဆုံးစေနိုင်တယ်လို့သိရပါတယ်။နမေကျော်လာပူပူအပ္ပရာပုံတံရှိတဲ့ အဆိုပါစိတ်ကြွဆွေးပြားတွေဟာအထုသဖြင့်ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့တကြံပွဲတော်အတွင်းမှာမှတွင်တွင်ကြဲကြဲပြန့်နှံ့လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့ကဘန်ကောက်မှာအဆိုပါဆေးပြားတွေရောင်းချနေတဲ့အမျိုးသားတဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီးဒိုရီမွန်ပုံစံပြုလုပ်ထားတဲ့စိတ်ကြွဆေးပြားစုစုပေါင်း1365ပြားကိုတင်စီရမိခဲ့ပါသေးတယ်။ကာတိုးမုံမူရဲ့ဆေးဝါးရီဟာ လူကြိုက်များပြီးစေးတလုံးကိုဘတ်300နဲ့ရောင်းချနေတာဖြစ်တယ်လို့ရဲရရှိဗိုလ်မှူးကြီးဆိုင်ဖွန်ဆန်းကပြောပါတယ်။အန်နီယန်ရှိတဲ့စီးဝါတွေကိုဝယ်ယူဖို့ကလဲတွေကိုကိမီကတ်တွန်းပုံစံနေနဲ့အလွယ်တကူလှည့်စားပြောင်းရောင်းနေတာဖြစ်ပြီးကလဲတွေအနေနဲ့စမ်းတက်မကြည့်တာကအကောင်းဆုံးကာဝယ်နည်းပဲဖြစ်တယ်လို့ FDA ရဲ့လက်ထောက်အထွေထွေအတွင်းမှဒေါက်တာဝိသစ်ကလည်းပြောဆိုထားပါလေ။